ျွန်တော် channel မှာလမ်းဆင်းရှောင်နေရင်းနဲ့လူတယောက်ရဲ့အတန်းကိုကြားလိုက်တာကြောင့်ခြံဝတ်စီကိုလမ်းလျှောက်လာခဲ့မိပါတယ်။ဥမောင်းဘာဖြစ်နေရလဲ။ဟိုတားနေတွေးချင်လို့ဆိုပြီးဒီကောင်လေးကကျွန်တော်ကသူ့ကိုကြည့်လိုက်တော့ခြံတကားဝါအဲ့ဒီကောင်လေးကအလားဆုံးပြုံးပြပါတယ်။ခြံဝင်သွားတဲ့တစ်ဖက်သောပချိုင်လေးကိုရင်းနှီးနေပြီမဲ့ စပင်းဖြူဖြူနဲ့အသားရည်နေချင်းချင်းတွေကဝေဝါးသွားစီပါတယ်။မုဒ္ဒရာတငယ်ချင်းတငယ်ချင်းတငယ်ချင်းနဲ့အပေါင်းသင်းဆိုလို့တယောက်မှမရှိတဲ့ကျွန်တော်ရဲ့ကဘာတငယ်ချင်းလို့ခေါ်ရမယ့်သူကမင်းမတူးမဟုတ်လား။ပွင့်ဟသွားတဲ့တကားတစ်ချက်နဲ့အတူကျွန်တော်တို့ ပြုံးလျက်ပင်ပွေဖက်လိုက်ကြပါတယ်။ငါးနှစ်တာကာလတစ်ခုမှာကျွန်တော်တို့ဝေးခဲ့ကြပါတယ်။မကြခင်မှာတော့ဆူဖာပေါ်မှာထိုင်နေတဲ့ငတူးရဲ့အနားကိုကျွန်တော်ကော်ဖီလေးတစ်ခွက်ကင်ပြီးရှောက်သွားခဲ့ပါတယ်။မူရာမင်းရတိတ်ဆိတ်လိုက်တာလူမရှိဘူးလား။အင်းငါခင်မောင်ကရှေ့နေလေတနေ့လုံးနေပါမဟုတ်ပြီမဲ့ရုံးမအနေများတယ်။ပြီးတော့ မောင်ဖေကလည်းတူတူပဲနောက်ထပ်ကလေးမလေးကတော့အစာရင်ဥတက်ပေါက်တယ်ဆိုလားမသိဘူးစေးုံတင်ထားလို့ဩကျွန်တော်နှစ်ယောက်ချာမှပြန်ပြီးတိတ်ဆိတ်သွားပြန်ပါတယ်ငတူမင်းအရန်ပြောင်းလဲသွားရဲ့တိလားငါမင်းကိုမှတ်တော့မမမိဘူးမိုးရမီလောက်ပါဟာငါနာမည်ပြောင်းထားတာဘယ်နဲ့ငတူလဲအရင်လိုမမဲချိချိမဟုတ်တော့ဘူးတေချာမကြည့်ရင်ကိုရီးယားမင်းသားလေးကြလို့ ငတူးရမင်းပြောလေပြောတတ်တယ်တကယ်ပါဆိုကိုရီးယားမင်းသားထင်ပြီးငါလေစိတ်ကပြန်လာတော့ဟာမြန်မာမလေးတွေကိုရီးယားလိုဝိုင်းနှုတ်ဆက်နေတာဟာအဲ့တော့ငါလည်းတက်တက်လောက်လေးမှုတ်တာပေါ့ဘယ်ရမလဲသူတို့ကငါ့ကိုတက်ပုံတော့ရယူသွားသေးတာနာအော်ဤမိမိကျွန်တော်အားရပါရအော်ဤနေပြီပါတယ်ဟုတ်တယ် အဲ့လိုလေရည်စမ်းမှာငါဟာသားတွေကတော့မင်းကိုစိတ်ကျင့်တမှုတွေပေးနိုင်လိမ့်မယ်။ငါကမြည်တက်တာကြာနေရပဲ။မင်းမျက်နှာမှာတင်ငယ်နေရတယ်မြင်ရတယ်။ဘယ်သူမှမင်းဘက်မှာမရှိတာလဲသိတယ်။မင်းညီလေးညီမလေးအဆိုးလို့တွေကြောင့်လဲစိတ်မညစ်နဲ့။ဒီမှာသူတို့ကိုခိုက်ပေးမယ်ကကိုကြီးပြန်လာပြီ။ကျွန်တော်ပြုံးမိပါတယ်။ဟုတ်ပါတယ်။အဲ့ဒီတင်ငယ်ချင်းကအမြဲတမ်းကျွန်တော်အပေါ်မှာ ဒုတိယမိသားစုဆိုတာထက်ပိုပါတယ်။နှွေထွေးခဲ့ပါတယ်။ဟိုကောင်ရန်လေးရှိသေးတယ်။ဖင်ကိုခက်ဆက်ဆက်လေးရိုက်ပြီးဆုံးမှာ။မင်းကိုကြီးကိုလေးစားသန်းဆိုပြီးလေ။မတူ။ No no ငတူ။မိုယာမီ။မစ္စတာမိုယာမီ။ Okay ။ဟုတ်ပါပြီမာယာမီ။မင်းကြီးရောမာယာမီပါလား။မိုယာမီရောဟာမင်းလောက်တာငါလေးထမိန်ဝေးရမယ်ပုံနဲ့။ လူရှင်တော်တယောက်လိုလူထုလူဆန်ရအမြဲတမ်းအထီးကျန်နေတဲ့ကျွန်တော်တို့ပြုံးစီနိုင်ခဲ့ပါတယ်။ယော့ဒီမှာငါဖုန်းနဲ့ပဲ။ငါ့ကိုရင်ပွင့်စရာရှိလို့ပဲဖြစ်ဖြစ်အကူအညီတောင်းချင်ရင်ပဲဖြစ်ဖြစ်ဒီကကိုကြီးကိုအကူအညီတောင်းလို့ရတယ်။ဒီကိုကြီးချချောလေးကသဘောကောင်းတယ်နော်။ငါမြန်မာပြည်မှာ6လလောက်နေဦးမှာမို့လူရာရှိရင်ငါ့ကိုအကူအညီတောင်း ြောရင်းနဲ့ तू ကသူ့အမြဲဆောင်ထားလေးရှိတဲ့တယောအိမ်ရောလက်ဆွဲအိတ်ကိုပါယူရင်းနဲ့ထားဖို့ပြင်လိုက်ပါတယ်။မင်းကဘယ်မှာတဲမှာလဲ။မူယာမီကခါဟာလေးရှိပါတယ်။အမကကနေဒါနိုင်ငံသားနဲ့လက်ထပ်သွားကြတဲ့ဟာသူ့အရင်းနှီးတည်ခဲ့တဲ့ပန်းဆိုင်လေးတွေကပြီးပြည့်စုံလို့ပတ်စံဆိုတာဘယ်အိတ်ကထဲကထုတ်ထုတ်သူ့အတွက်လွဲပါတယ်။အားကြောင့်လေ ငွေရှိရင်ကဘာပတ်ပြီးတောင်းတရောလိုက်ထိုးလို့ရသေးပါတယ်ဟိုတယ်တစ်ခုခုပေါ့အဲ့ဟိုတယ်ကိုမကြိုက်ရင်နောက်တစ်ခုပြောင်းမယ်မင်းတည်ပါတယ်ငါအနှောင်ဖွဲ့တွေကိုမုန်းနေလေလီတချွန်ချွန်နဲ့သူထွက်သွားပါတယ်မိုးရမီတဲ့တန်စင်လေးတစ်ခုနဲ့တူတယ်သူသွားခြင်းရသွားမယ်သူနေခြင်းတလို့နေမယ်လောကကြီးကိုခယူးမဆိုင်တလို့သူလှုပ်ခြင်းရလုံးမယ် ပျော်ပျော်လေးနေတယ်။သူများကိုလည်းပျော်အောင်လုပ်ပေးမယ်။တိတ်တိတ်လေးဝင်လာမယ်။တူတူလေးထွက်သွားခြင်းထွက်သွားမယ်။ဒီလောက်ပါပဲ။အနောင်ဖွဲဆိုတာတွေကို तू ကမကြိုက်ပါဘူး။တကူတဲ့သမားဆိုပုံမှန်ပါလိမ့်မယ်။ तू နဲ့ပတ်သက်ပြီးဘယ်အဆိုးဖွင့်မလဲမရှိပါဘူး။ तू ကရိုးရိုးလေးပါပဲ။မဆန်းလာခဲ့ရင်ပေါ့။ တကယ်ပဲလာရမှာလားမောင်အထုပ်ဘူးတွေအတင်းထည့်ခိုင်းနေတဲ့မောင်ဟာအမှုကိစ္စတစ်ခုအတွက်နေဆက်ကိုတပတ်လောက်ခီးထွက်ရမယ်တဲ့မင်းကိုတပတ်တိတိကခွဲနိုင်မယ်ထင်လို့လားဟမ်မောင်ရဲ့စကားဒီကြောင့်အံ့ဩသွားတဲ့စိတ်အစဉ်ဟာဝမ်းသာမိပါတယ်။မခွေးနိုင်ဘူးဆိုလား။မောင်။ငါငါပြောချင်တာကမင်းကိုအိမ်မှာစိတ်မချလို့ပြောချင်တာ။ အင်းအေးမောင်မောင်ရဲ့ခဖောက်ဖလေးပြုံးမိပါတယ်။မောင်ကလူညာအထုတ်ချုပ်ထဲရင်တွိုင်းလိုက်စားလို့ရအောင်ပြင်ဆင်ထားတဲ့ကိတ်ချောင်းနဲ့ကော်ဖီလေးကိုဟိုမှနေအေးများအေးမလားဆိုပြီးအနှွေးတယ်လို့ပါထည့်ပေးပါတယ်။အခုမှကြည့်မိတာကျွန်တော်ရဲ့အိတ်ကမောင်ရဲ့အသုံးဆောင်နေနေပဲပြည်နေတာပါ။မထူးပါဘူး။ပြီးရင်မောင်လိုမှာပဲနေ။ ကျွန်တော်အတွက်ကတော့ကိုရင်းကာယ၅ဆုံးလောက်ပဲပြင်ဆင်ပြီးတော့ထည့်မိပါတယ်။ဆင်းနေဖြစ်ပြီလား။ဟုတ်အဲ့လိုပြောလိုက်တာနဲ့မောင်ဟာကျွန်တော်ရဲ့လက်ဆွဲအုပ်ကိုကဆွဲယူသွားပါတယ်။ရတယ်မောင်ငါဘာငါတဲ့ပေးစမ်းပါမင်းကနေကောင်းတာလည်းမဟုတ်ပဲနဲ့တခုဖြစ်နေပါဖြင့်ငါကြောင့်လာအောင်မယ်။အာမဟုတ်တာမောင်ရ။ကြားရဲကလက်ဆွဲအိတ်တာအသက်ရှင်អော်ပါလိမ့်မယ်။ဘသူတဲတဲတဲလိုက်ပါဟဲ့။ ငါနာနေပြီဆိုပြီးတော့ပေါ့ဆွဲလာရင်လာတမှုမှာမောင်ရဲ့အိတ်ကက်ထဲကဖောင်နေလေးကအောက်ကိုထွက်ကြလာခဲ့ပါတယ်ရွှေအောင်ပိုင်းလို့ပေါ်ဝင်လေးကမြင်လို့စရာလေးပါရော့မောင်ဟာကျွန်တော်ကောင်းရင်ပြလာတဲ့ဘောပင်ငယ်လေးကိုမောင်ကမထီတထီကြည့်ရင်းနဲ့ဖိုးမတန်ပါဘူးရာတယ်လေးမကြခင်လွန့်ပြတော်မလို့မင်းလိုချင်ယူလိုက်ပါ တူညာပါတယ်တသိန်းကျော်ပေးဝယ်ရတဲ့အဲ့ဒီဘောပင်ကိုရှာတယ်မှာတဲ့ဟုတ်ပါတယ်တကယ်လဲသူ့လိန်နာတော့မဟုတ်ပါဘူးရှာတယ်တထောင်ပြီးတသိန်းနဲ့ညီတာမူကျွန်တော်ပြောရင်းနဲ့ပဲဘောပင်လေးကိုအိတ်လေးထဲကောက်သွင်းလိုက်ပါတယ်မြင်းလို့ဆိုပြောရင်းနဲ့ပေါ့မောင်ကငါ့ကိုပေးတာတဲ့အဲ့နောက်မှာတော့မောင်ကကျွန်တော်ရှေ့ရနေဦးတည်ပြီးထွက်သွားပါတယ် ဘယ်သွားကြမလို့လဲသားတို့ဦးရဲ့အမေမှာကျွန်တော်ဖြေဖို့ပစက်အဟမှာပဲမောင်ကကျွန်တော်ရဲ့ခန္ဓာကိုယ်လေးကိုရှင်ခွင်ထဲကိုတုတ်သွင်းလိုက်ပါတယ်လျင်မြန်စွာပဲမောင်ရဲ့အပြုတ်မှုကြောင့်အံ့ဩနေစေပါမောင်ကတော့တော်တော်ကြွန့်ချင်ရှာပါတယ်လက်ထဲမှာအထုပ်တွေရှိရာတောင်းကျွန်တော်တိုင်းဖက်နိုင်ပါသေးတယ်ဟန်နီမွန်းထွက်မလို့မောင်ရဲ့အဖေမှာဖះတားရသူက ကျွန်တော်ပြီးတော့ဥမောင်မဟုတ်ဖြစ်မဲ့အလုံးမှာမောင်ကနာနာကိုတူတူလေးကပ်ပြောလာပါတယ်။မင်းဖြစ်ရင်မင်းကိုအဝေးပြေးလမ်းမပေါ်ကနေကန်ချခဲ့မှာ။မောင်ရဲ့စကားမှာခြေကန်းလက်ဖျားတွေအေးလာပြီးခေါင်းကညှိပြမိလိုက်ပါတော့တယ်။အဆူသွားမယ်နော်အဖေ။ခဏလေးခဏလေး။ဦးစီယာအတန်းချောင်း နေအောင်ရက်တမ်းမိချိန်မှာဦးကဘယ်ကိုထွက်သွားမှန်းမသိပြီးရတဲ့ချက်ချင်းပြန်လာခဲ့ပါတယ်လက်ထဲမှာအထုပ်ဖြူလေးနဲ့အတူသားကနေမကောင်းသေးဘူးမလားဆေးတွေနဲ့အစာရေးတွေရောပြီးတော့တော်ရတဲ့ဆောင်းနေကြဆေးတွေပါဦးရဲ့ဆေးစမှုကမောင်ရောကျွန်တော်ပါစိတ်မသက်မသာဖြစ်စီပါတယ်မောင်ကတိုက်ခိုက်ပြီး ဦးကအရှုံးပေးနေနေမူပြောစရာကြီးဖြစ်ပါစေနော်ဆူတာတောင်းလိုက်တယ်ဆူတောင်းသူကတော့ပြောလိုက်မိမဟုတ်မူထရာလီယာဖယင်းထွက်သွားတဲ့သားဖြစ်သူကိုပါငေးကြည့်နေမြင်သူပြုံးနေအချစ်ဆိုတာကဲရှိပါတယ်ကိုလလန်းမမိတဲ့နေရာမှာပေါ့ အော်မိသွားတာမူထွာလေးကအိမ်ခံနိုင်ဘူးချိုင်းဝတ်ဖို့ကိုယ်တိုင်ထိုးထားတဲ့သုံးဝက်လက်အိမ်လေးပေးလိုက်ရမှာအခန်းထဲပြန်ဝင်ဖို့သူချေအလမ်းမတင်သူပြန်ရလိုက်တယ်အော်မိမိသူ့ဘေးနားမှာတော့ရရှိနေရမယ်ငါစိတ်ပူပုံမှာအခွင့်မရှိတာပဲဟာဟာ သက်ရွယ်လေးရလာတော့ငါတော့တော်တော်မိတက်လာခဲ့ပြီ